အပိုင်းဆက်တည့်ရဲ့အစာမှာဂျင်းတယောက်မိုးရွာထဲမှာလမ်းလျှောက်နေတော့မင်းကြီးလေးတယောက်ကတရားပေါ်မှာအကြောင်းမဲ့ရက်နေတာကြောင့်ဒီမျိုးကမြင်ရတာတဲ့နဲ့တာကြောင့်ရင်းနှီးပြီးတည်တာတဲ့အခြားနေလာပူကောင်းမယ်ဆိုကအကြံပေးလိုက်ပါတယ်မင်းကြီးလေးကတော့သူကတူးမျိုးကိုကြည့်ုံမဲ့ဖြစ်ပြီးတတိပေးတာကိုလည်းကျေးဇူးတင်နေဆိုကထွက်သွားပါတယ်အဲ့ချိန်မူကန်ပူကောင်းတိုက်ပွဲမှာရောက်နေပြီသူ့ရဲ့ပူကောင်းကိုရှုံးသွားခဲ့ပါတယ်ဂျင်းကတော့စေးတဲ့ဒီဇိုင်းကိုရောက်လာပြီ ကျောင်းကတော့အချင်းဖို့အလုပ်လာဝင်တာပဲဖြစ်ပါတယ်။ဂျင်းဆိုင်ဆောင်နေတုန်းပထမဆုံးဝယ်သူအနေနဲ့စောနောက်ကတရားပေါ်မှာတွေ့ခဲ့တဲ့မိန်းကလေးကရောက်လာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကဂျင်းကိုမြင်တော့ချက်ချင်းမှတ်မိသွားပြီးသူ့ကိုငရှိတဲ့ကောင်လောက်ဖမ်းပေးဖို့တောင်းဆိုလိုက်ပါတယ်။ဂျင်းလည်းငရှိကိုဖမ်းပေးဖို့လုပ်ပေမဲ့အရန်ကိုချုံးလို့ရကြောင့်တရားရနေလွတ်လွတ်ထွက်နေခဲ့ပါတယ်။အဲ့ကဟိုမိန်းကလေးလည်းကြည့်မနေနိုင်တော့ပဲငရှိကိုဖမ်းဖို့ဖမ်းနေကိုအသေးစိတ်ပြလိုက်ပါတယ်။ငရှိကိုကင်နေတုန်းဈေးဝယ်သူတယောက်ရောက်လာတာကြောင့်မိန်းကလေးနဲ့ဂျင်းနဲ့အတူကူရောက်ပြီးနေရပါတယ်။ဝယ်သူမရှိတော့တဲ့အခါချင်းကသူ့ကိုဈေးကူရောက်ပြီးခဲ့တဲ့အတွက်သူ့ကိုယ်တိုင်ငရှိကိုကင်ပြီးငရှိတပွဲချပေးလိုက်ပါတယ်။အားလုံးပြီးသွားတော့မိန်းကလေးကအမတ်တ ရကောင်းတွေပေးခဲ့တဲ့အတွက်ဂျင်းကိုကျေးဇူးတင်စကားပြောပြီးပြန်ပို့လုပ်ပါတယ်။မိန်းကလေးကမနေ့ကရင်စောင်းကြမိုင်းမှလောလောရတော့မှမဟုတ်လို့လွတ်လွတ်လပ်လပ်နေရတာဒီနေ့နောက်ဆုံးပဲဖြစ်တယ်လို့ဆိုပါတယ်။သူ့ရဲ့ယောက်ျားအကျွေးရနေသွားတဲ့အတွက်သူကအပေါင်းပစ္စည်းဖြစ်ခဲ့ရပြီးအရာတိုင်းကဒီလိုဖြစ်လာဖို့စီစဉ်ထားတယ်လို့သူထင်နေဆိုကခုမှတွေ့တဲ့ဂျင်းကိုရင်ဖွင့်ပြီးနှုတ်ဆက်ကထွက်သွားပါတယ်။နောက်တစ်ခါမှမူကန်ကျိုးနဲ့ကြောက်တုံးကိုချီပြီးသူ့ရဲ့ပိုးကောင်ကိုဆွဲခိုင်းနေပါတယ်။အဲနောက်ဖိုးရောက်လာပြီးကိုရန်တော့မလုပ်ဖဲပိုးကောင်တစ်ကောင်နဲ့တုံးလုံးလဲနေတဲ့မူကန်ကိုမွေးကုန်ထုတ်လိုက်ပါတယ်။မူကန်ကတော့နပူနဆာမလုပ်ဖို့ပြောပြီးဒီကောင်လေးနဲ့ပတ်စံချပေးမယ်ဆိုကသူ့ရဲ့ပိုးကောင်ကိုပြလိုက်ပါတယ်။အဲအချိန်ချင်းကမနေ့ နှစ်ရတွေ့ခဲ့တဲ့မိန်းကလေးကိုသူကြံနေခဲ့တဲ့ထီးကလာပေးခဲ့ပြီးထိုမိန်းကလေးကသူ့ရဲ့ထီးကိုလာပေးလို့ကျေးဇူးတင်စကားပြောပြီးသူ့အတွက်မလိုအပ်တော့ကြောင်းပြောပါတယ်သူ့ကိုအပြင်ထွက်ခွင့်ပေးမထားတာကြောင့်မိုးရီထဲမှာတွေ့ရဖို့အပြစ်နိုင်တော့ဘူးလို့ဆိုပါတယ်အဲ့ဒါကြောင့်ဒီထီးကိုပြန်ယူသွားပါလို့ပြောပြီးတိတ်မကြခင်မှာလှုပ်ရှင်ကဝယ်သူလာပြီးဖြစ်ကြောင်းသတိပေးခဲ့ပါတယ်ဂျင်းကမိန်းကလေးကိုမသွားခင်မှာသူ့ရဲ့နာမည်ကိုမေးခဲ့ပြီးထိုမိန်းကလေးကသူ့နာမည်ကရှင်နိုဖြစ်ကြောင်းပြောလိုက်ပါတယ်အဲ့နောက်နှုတ်ဆက်ပြီးထွက်သွားပါတယ်တဖက်မှာဖိုးနဲ့မူကန်ပိုးကောင်ပြိုင်ပွဲကိုရောက်နေပြီးဖိုးကတော့စိတ်ညစ်နေပုံရပါတယ်မူကန်ကနောက်ကိုလိုက်ပြီးပိုးကောင်နောက်ကောင်တိုက်နေကြအောင်ဘာလို့ကြီးမိနေရလဲဆိုတာသူ့ကိုယ်သူမေးခွန်းထုတ်နေပြီးအ ဲ့ဒီပူကောင်ကျောင်းတော်နဲ့ဆွေးပြီးပြီးခိုင်းတာလေဘာတို့မှမို့လို့လဲဆိုတာစဉ်းစားနေမိပါတယ်အဲ့လိုစဉ်းစားနေတော့မှာပဲမူကန်ရဲ့ပူကောင်ကအနာရရှိသွားပြီဒါအောင်မြင်လိုက်ရတဲ့ဖူကအံ့ဩမဆုံးဖြစ်နေခဲ့ပါတယ်ဂျင်းကတော့ရှင်တို့စီကိုရောက်နေပြန်ပြီသူ့အတွက်စိတ်ကတိကောက်ဖြစ်စီတဲ့ရှင်တို့ကဟိုကိစ္စနဲ့မဟုတ်ရင်မလာဖို့တောင်းဆိုပြီးထွက်သွားပါတယ်အဲ့အခါဆန်ရှင်ရောက်လာပြီဂျင်းကိုဝဲသူအထင်းနဲ့မေးကြည့်တဲ့အခါပတ်စံမပါတာကိုသိလိုက်ရတော့တောက်ခွက်ချင်းချင်းပြောင်းသွားပါတယ်ပြီးတော့သူ့တပည့်တွေရောက်လာပြီဂျင်းကိုနှိပ်စက်ပါတော့တယ်ဒါပေမဲ့ဂျင်းကတော့ဘာမှမတုံ့ပြန်ပဲညင်နေခဲ့ပါတယ်ရှင်တို့ကအဲ့ဒီလူကိုမလုချင်ပဲလုံနေရတာဖြစ်ပြီးဒါကိုလည်းဂျင်းကနားလည်ထားတာဖြစ်ပါတယ်တစ် ဖက်မှာတော့ပိုးကောင်လေးကြောင့်အကျွေးတွေကိုအကုန်ဆက်နိုင်ခဲ့တဲ့အပြင်သူတို့အတော်ပါကြံသေးတာကြောင့်ဖူးတယောက်အပြောကြီးပျော်နေခဲ့ပါတယ်။မူကန်ကတော့ဂျန်နဲ့ပတ်ဆက်နေတဲ့နောက်ထပ်အရင်နည်းလုပ်ဖို့ပြောနေုံဂျင်းရောက်လာခဲ့ပါတယ်။ဒန်ဟာရီနဲ့ဂျင်းကမူကန်ရဲ့လက်ထက်ကပတ်ဆက်အောင်မြင်သွားတော့သူ့ကိုချီးဖို့ပြောတဲ့အခါနှစ်ယောက်သားအန်အောသွားခဲ့ပါတယ်။မိမတယောက်ကိုဝယ်ကျင်လို့ဆိုတဲ့အခါပိုးလို့တော့အန်အောသွားခဲ့ပါတယ်။အဲ့လိုနဲ့ရှင်နိုစီကိုထက်ရောက်လာပြီးဒီတစ်ခါမှတော့ဂျင်းတယောက်အပြောင်းလဲနဲ့ဖြစ်နေခဲ့ပါတယ်။သူ့ဘေးမှာစကားလာမှန်းနေတဲ့ဆိုင်ရှင်ကတော့ပါလာတဲ့ပတ်ဆက်အောင်ထုတ်ပြလိုက်တဲ့အခါအတောင်းလဲမြန်ကြကဆရာဆရာနဲ့ကိုဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဖူးကတော့ဂျင်းတယောက်အခုလိုဖြစ်သွားတာကိုအန်အောနေပြီ။မူကန်ကလည်းအဲ့ဒါကိုတန် န်တရားဝင်နေခဲ့ပါတယ်ဘူးကသူရှိနေတဲ့သားနဲ့အခြားတယောက်ကိုဘာလို့စိတ်ဝင်စားရလဲဆိုတဲ့အခါဘူးကဂျင်းရဲ့မိမဖြစ်ချင်တာလို့ဒဲမေးလိုက်ပါတယ်ဒါပေမဲ့ဘူးကအဲ့လိုမဟုတ်ဘူးလို့ပြန်ပြေးလိုက်ပါတယ်အဲ့အခါဂျင်းကဝချမ်းပြလို့မိမကိုဘသူကကြိုက်မှလဲလို့ဖဲလိုက်ပါတယ် တကယ်လည်းဟုတ်ပါတယ်တဟော့မှာရှင်တို့ကသူ့ရဲ့လုပ်ကိုစတင်ပို့ထုတ်လိုက်ပြီမြေမင်းသားလေးဂျင်ကတားဆီးလိုက်ပြီဒီတိုင်းထိုင်ုံပဲလို့ပြောလိုက်ပါတယ်အဲ့အခါရှင်တို့ကအချိန်မရွေးမိုးရွာသွားနိုင်တဲ့ငရှင်းတယ်လို့ဆိုတဲ့အခါ "तू ကငရှင်းတယ်မဟုတ်ပဲခီးသွားတဲ့ဥသာဖြစ်ပြီးခီးစိတ်အတွက်အခုလိုအလုပ်ဝင်လုပ်ရတာလို့ဂျင်ကရှင်းပြပါတယ်မိုးကုံရင်ခီးဆဲရမှာမို့လို့အဲ့ဒီမိုးကိုမကုန်သေးပါနဲ့လို့ဂျင်ကဆူတောင်းနေတာဖြစ်ပြီးအเจ้าကတော့ရှင်တို့အနားမှာမြဲတဲ့နေနိုင်အောင်လို့ပဲဖြစ်ပါတယ်အစကားကိုကြားလိုက်ရတဲ့ရှင်တို့ကသဘောကျသွားရေလိုက်မိပြီအဲ့နောက်ပိုင်းနေဥသာခဏတာတိတ်ဆိတ်သွားခဲ့ပါတယ်ခဏကြာသွားတော့ရှင်တို့ကဂျင်ကိုကစ်ပေးလိုက်ပြီးဇလန့်ဖူးလို့အလုံးလုံးနေတဲ့ဆိုင်ကိုရောက်သွား ွားပါတယ်။အဲမှာဆောင်ကြမ်းရဲ့ပိုင်ရှင်ကလူတယောက်နဲ့တိုင်ပြီးစကားပြောနေခဲ့ပါတယ်။အဲဒီလူကရှင်တို့ရဲ့အကြောင်းတွေကိုပြောနေတာဖြစ်ပြီးအဲဒါကိုလည်းဖူးကကြားနေရပါတယ်။တစ်ဖက်မှာဂျင်းနဲ့ရှင်တို့ကသူတို့ရဲ့ကိစ္စပြုလို့စကားပြောနေကြပြီးဂျင်းကတရားနဲ့ချက်သွားအောင်ရှင်တို့တိုက်တွန်းနေပါတယ်။ဒါပေမဲ့ပြစ်ဒဏ်တရားအတွက်လွတ်လပ်မှုကိုဝယ်မယ်ဆိုရင်တန်ကြီးအရန်ကြီးလုံးတာကြောင့်ရှင်တို့ကငင်းဆန်ခဲ့ပါတယ်။အဲကအချင်းပြေးသွားတာကြောင့်အပြင်းသတိလာပြီးတဲ့အတွက်လက်သမီးပုံမြင်တွေကိုကျထားပြီးရှင်တို့ကအပြင်းကိုထွက်လာခဲ့ပါတယ်။အပြင်းမှာသူ့ယောက်ျားနဲ့တွေ့ပြီးရှင်တို့နဲ့ခဏတာအပန်းဖြေဖို့အဲဘဲကလုံနေခဲ့ပါတယ်။အဲဘဲပုံစံရှင်တို့နဲ့လုံးဝမတမ်းပဲရှင်တို့ကလည်းမ ိဘကြီးကြောင့်တီးခိုင်းရင်အခုလိုဘဝကိုရောက်လာခဲ့တာဖြစ်ပါတယ် အခုလည်းအလောင်းစားမလို့ဖို့ဖြောင်းပြနေတဲ့ရှင်တို့သူ့ယောက်ျားနှိမ့်ဆက်နေပြီးအဲ့ချိန်မှာဂျင်းရံဝင်ပါလာခဲ့ပါတယ်။ဒါပေမဲ့ရှင်တို့ကဝင်မပါဘူးပြောတဲ့အတွက်ဂျင်းနဲ့လှုပ်ပေးလိုက်ပြီးနောက်ဟိုဘေးကရှင်တို့ကိုကျင်းပြီးထွက်သွားပါတယ်။နောက်တစ်ခါမှာကလသိကလမောအိတ်နေတဲ့မူကန်နဲ့စော်ဘုံမိပြီးထိုင်နေတဲ့ဂျင်းကိုတွေ့ရပါတယ်။ဂျင်းဒီပေါ့ရှင်တို့အကြောင်းကိုစဉ်းစားနေတာဖြစ်ပြီးရုပ်တရက်ပြင်ထွက်လာခဲ့ပါတယ်။အပြင်မှာဖူးနဲ့တွေ့ပြီးရှင်တို့စီကိုသွားမယ်ဆိုတာသိနေတဲ့ဖူးကတကယ်ပဲရှင်တို့ကိုချစ်မိနေရလားတကယ်ပဲထွက်ပြေးတော့မှလားဆိုပြီးမေးခွန်းထုတ်နေတော့ဂျင်းကသူ့ပြန်မလာရင်နေတော့နှစ်ယောက်လည်းခရီးဆက်စီခြင်းနဲ့လို့ပြောလိုက်ပါတယ်။ဖူးကအမတ်တရားတွေကိုဂျင်းရောက်အောင်ရေယွန်းနေပြီမ ဲ့ဂျင်ကတော့တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခုနဲ့ပြောပြီးထွက်သွားပါတယ်အဲ့ဒါကိုအိတ်တို့မိတ်တို့လုံနေတဲ့မူခံကလည်းကြားနေရတာဖြစ်ပါတယ်နောက်တစ်ခါမှဂျင်ကရှင်တို့ထွက်ပြေးဖို့ပြောနေပြီရှင်တို့ကတော့အဲ့လိုထွက်ပြေးသူ့ယောက်ျားနဲ့ဆုံးကြမ်းရအဖိုးကြီးကအဆုံးထိလဲမှာမို့လို့အလုံးနိုင်ဖြစ်နေခဲ့ပါတယ်မြစ်ကိုဖြတ်ပြီးသွားရင်တီးတန့်ဘုရားကြောင့်ရှိပြီအဲ့ကိုရောက်ရင်အကူကြီးတောင်းလဲလို့ရကြောင်ဂျင်ကပြောပါတယ်အဲ့နေရာတရားဖို့မှာတတ်သိဖို့လုံနေတာမဟုတ်လားလို့ဂျင်ကမေးလိုက်တဲ့စကားကြောင့်ရှင်တို့လည်းတခုခုဆုံးဖြတ်လိုက်ပြီသူ့ရဲ့ဘဝကိုဂျင်းစီပုံအပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့နေရာဂျင်းသာရောက်မလာခဲ့ဘူးဆိုရင်ဒီနေ့ဒီရှင်တို့ဆိုတာရှိလာတော့မှမဟုတ်တဲ့အတွက်အခုလို့ဆုံးဖြတ်လိုက်တာဖြစ်ပါ ်ပါတယ်။အဲ့ချိန်အဆောင်ပိုင်းရှင်ကအချင်းပူကြီးလာတောင်းပြီးအချင်းတစ်ခုကြောင်ထွက်မလာတာကြောင့်အထဲကိုဝင်ကြည့်တဲ့အခါနှယောသားထွက်ပြေးဖို့လုံနေရအောင်တွေးလိုက်ရပါတယ်။အဲ့ဒါကြောင့်အဆောင်တွေကလိုက်ဖမ်းကြပြီးအဝိုင်းခံလိုက်ရပါတယ်။အဲ့ချိန်ဖူးနဲ့မိုကန်ရောက်လာပြီးဂျင်းကိုသူ့ရဲ့ဓာတ်လှမ်းပေးလိုက်ပါတယ်။မိုကန်ဒီကောင်လေးကိုသူတားထားပါမလို့လိုရာခီးကိုသွားဖို့ဂျင်းကိုပြောလိုက်ပါတယ်။ဒါကြောင့်ဂျင်းလည်းရှင်နိုကိုမျက်ရှိတဲ့နေရာကိုခေါ်လာခဲ့ပြီးဟိုပကန်းကိုကူဖို့လုပ်ပါတယ်။အဲ့ချိန်ရှင်နိုရဲ့ယောက်ျားရောက်လာပြီးသူ့ကိုမထားခဲ့ဖို့ပြောနေပါတယ်။ရှင်နိုကတော့သူ့ရဲ့အကြွေးတွေကိုပြန်ပေးလိုက်ပြီးဒီနေ့ကစပြီးသူ့ဘွားကိုကိုယ်တိုင်ဆုံးဖြတ်မယ်ဆိုတာအပြတ်ပြောလိုက်ပါတယ်။အဲ့နောက်နောက်ထပ်အဆောင် တွေရောက်လာတာကြောင့်ဂျင်းကလေကိုကမ်းတဲ့ဝေးကတွန်းပို့လိုက်ပြီးသူကတော့နေခဲ့လိုက်ပါတယ်အဲ့ခါရှင်တို့ကဂျင်းကိုလက်ဆွဲပေးမဲ့မမီတော့တဲ့အတွက်ခွဲခွာခြင်းမျက်လုံးနဲ့ကျေးဇူးတင်စကားပြောပြီးကမ်းနဲ့တဖြည်းဖြည်းဝေးခွာသွားခဲ့ပါတယ်ဂျင်းကတော့သူ့စီလာတဲ့အဆောင်သုံးအောက်ကိုတခဏအတွင်းနှိပ်ပတ်ပိုးပေးလိုက်ပြီးဇလန်းကလည်းအဲ့ဒီမှာပြီးဆုံးသွားခဲ့ပါတယ်အပိုင်စနေမှာဖူးရဲ့တန်ရိုက်စာအုပ်ကိုမျောင်းနှောင်းကခိုးဖက်နေတာဖြစ်ပြီးအဲ့ဒီခိုးဖက်တဲ့အခန်းကြီးကလည်းအရင်ကဖြစ်ခဲ့ဘူးလားပဲဖြစ်တာကြောင့်အပိုင်စနေကိုတော့ skip ပါမယ် ဖူးဂျင်းနဲ့မူကန်တို့သုံးယောက်ကမိုးကုံသွားပြီဖြစ်လို့ခီးဆက်လာကြပြီရှေလီရတဲ့ခီးကြောင့်ဓမ္မခဏိုင်တော့တဲ့ဖူးကလမ်းဆက်မချောက်ကျင်တော့ပဲဖြစ်နေခဲ့ပါပြီမူကန်အတင်းတဖို့ပြောပြီးပင်လယ်နဲ့ရနေတယ်ဆိုတာပြောလိုက်ပါတယ်အဲကဖူးကအပြုံလုံးပြီးပင်မဲနဲ့စိကဘယောက်သွားမှမသိတော့ပဲအရှိရနဲ့အရင်ဆုံးထွက်သွားပါတယ်ပင်လယ်ကတကယ်ရှိနေတာဖြစ်ပြီးဖူးကတော့အရန်ကိုပျော်ရွှင်နေခဲ့ပါတယ်ဟိုနှစ်ယောက်ကဖူးကိုရက်ကြည့်နေတော့ကမ်းလှမ်းမှထိုင်နေတဲ့မိန်းကလေးတစ်ယောက်ကသူတို့နှစ်ယောက်ကိုတတိထားမိသွားပါတယ်အဲ့ဒီမိန်းကလေးကမူကန်ကိုတွေ့တော့ချက်ချင်းပြေးလာခဲ့ပါတယ်မူကန်နဲ့အဲ့ဒီမိန်းကလေးရဲ့ကြားမှာဆက်ဆက်မှုရှိနေပြီဒါကိုလည်းမကြခင်သိရတော့မှဖြစ်ပါတယ်ရုပ်တရက် ဆိုသလိုပိုက်ခွန်တစ်ခုကမူကန်တို့သုံးယောက်ကိုဥတီလာတာကြောင့်ဂျင်းနဲ့မူကန်အမြန်ရှောင်တင်းလိုက်ပါတယ်။ပူကတော့ပိုက်ခွန်ထဲမှာမိနေခဲ့ပြီ။တိုက်ခိုက်ဖို့လာတဲ့နှစ်ကောင်တော့ဂျင်းနဲ့မူကန်ရှင်းပြလိုက်ပါတယ်။အဲနောက်တန်တဲ့ဖောက်တန်တဲ့အတူလူတယောက်ရောက်လာပြီးမူကန်စီကိုတက်တက်ရှောက်လာခဲ့ပါတယ်။အဲ့ဒီလူရဲ့နာမည်ကမူကူရိုဖြစ်ပြီးမူကန်နဲ့အတိတ်မှာပတ်သက်ခဲ့မှုရဲ့တူတယောက်လည်းဖြစ်ပါတယ်။သူတို့တွေကဓမြတွေဖြစ်ပြီးမူကန်ကိုသူ့အလုံးမှာတစ်ခါလောက်ဝန်ကူညီပေးဖို့တောင်းဆိုနေပါတယ်။အဲ့အတွက်လည်းမူကန်ကိုတင်နာရတဲ့များပြတဲ့ပစ္စည်းဥစ္စာတွေကိုပေးမယ်ဆိုပြီးစီးရုံးနေပေမဲ့မူကန်ကတော့အတူအနေနဲ့အလုပ်ကိုဆက်မလုပ်ဖို့ဆုံးဖြတ်ထားတာကြောင့်ရင်းဆိုင်ခဲ့ပါတယ်။မူကူရိုကဖူးနဲ့ဂျင်းကိုတ ချက်ကြည့်လိုက်တဲ့အခါအဲ့ဒါသူနာဂါဆာကီကိုလိုက်ဖို့ဖို့အတွက်ဂတိပေးထားတဲ့သူတွေပဲလို့မူကန်ပြောလိုက်ပါတယ်။အစကားကိုကြားတော့လူပေါင်းများစွာကိုတက်ခဲတဲ့လူတယောက်ကလူတယောက်ကိုကာကွယ်မယ်ဆိုတာစိတ်ဝင်စားစရာပဲလို့ပြောနေခဲ့ပါတယ်။မူကန်ကတော့စကားများနေတဲ့မူကူကိုမင်းတော်တော်ဆိုတဲ့အကြီးနဲ့ကြီးကထောက်သွားပါတယ်။နောက်တစ်ခါမှဟိုမေကလေးကသူ့အကြောင်းတွေကိုပြောနေတာတွေ့ရပါတယ်။သူ့နာမည်ကကိုသာဖြစ်ပြီးသူ့ရဲ့မူကန်မူကူရိုရဲ့ဒီကျုံးမှာမွေးကလေးကအတူတူကြီးပြင်းလာခဲ့ကြတာပဲဖြစ်ပါတယ်။တကယ်တော့အဲ့ဒီကျုံးကအပြစ်သားတွေကိုနည်းနည်းနဲ့ပေးတဲ့ကျုံးဖြစ်ပါတယ်။သူတို့စကားပြောနေကြတော့မှမူကန်လေဒီစီးလောက်ရှာကြည့်လိုက်အောင်မဲ့ဆိုတာထားသွားပါတယ်။ကိုသာ မူကန်နဲ့အဆင်ပြေအောင်နေနိုင်တဲ့ဖူးကိုအားကြနေပြီအဲ့အချိန်မှာမူကန်ကလေယိုလိုက်ရှာနေတဲ့လမ်းမှာမူကူရိုနဲ့တွေ့ခဲ့ပါတယ်မူကူရိုကမူကန်ရဲ့အတိတ်ကိုတဖန်တူးဆွနေခဲ့တာဖြစ်ပါတယ်အတိတ်ကနေတဲ့နေ့မှာမူကန်ကဘာကြောင့်မှမသိရဲတွေကကိုမျက်ဖို့လုံနေပါတယ်မကိုမျက်ခင်မှာမူကန်ရဲ့နောက်ဆုံးဆန္ဒကိုမေးနေပြီမဲ့မူကန်ကတော့မင်းတို့လိုကောင်းလေးရဲ့လက်ထဲမှာတည်ရမယ်အစားကိုကိုကိုတတ်သိတာကောင်းအောင်မယ်ဆိုပြီးပင်လယ်ထဲကခုန်ချသွားပါတယ်အဲ့ဒါကိုကိုစားတဲ့မူကူရိုကချောင်းကြည့်နေခဲ့တာဖြစ်ပြီးရဲတွေကတော့ပင်လယ်ထဲခုန်ဆင်းသွားတဲ့မူကန်ကိုအလိုမပေးဘဲတန်တဲ့နဲ့ဝမ်းပစ်ခဲ့ကြပါတယ်ပြစ်စုံပံမှာတော့မူကန်နဲ့မူကူရိုနှစ်ယောက်ကမျက်နှာကောင်နဲ့စောနှက်ကချောက်ခမ်းပါပေါ် ါ်ရောက်နေပြီ။ကြောက်အစွန်းကိုရောက်အပြိုင်ပြေးဖို့လုပ်နေကြပါတယ်။မူကူရိုကသူသားအနိုင်ရခဲ့မူကန်ကိုသူနဲ့အလုပ်အတူတွဲလို့ရမယ်ဆိုပြီးနှစ်ယောက်သားမြင်းနဲ့ဂျောကန်ပါကိုပြေးလာကြပါတယ်။ဂျောကန်ပါကိုရောက်တော့မြင်းနဲ့ကောင်ကပြုတ်ချသွားပြီးသူတို့နှစ်ယောက်ကတော့အဆက်မှတွဲတောင်းလေးကပ်နေခဲ့ပါတယ်။နောက်တစ်ခါမှဖူးနဲ့ချင်းကအတူရှိနေပြီးမူကူရိုအကြောင်းတစုံတစစုံဆန်းထားတဲ့ချင်းကမူကူရိုနဲ့မပတ်သက်တာကောင်းမယ်ဆိုတာမနဲ့ရောက်တာနဲ့ခရီးစားဖို့ပြောနေခဲ့ပါတယ်။အဲအချိန်မှာမူကန်ရောက်လာပြီးသူအလုပ်တစ်ခုရတာကြောင့်ပြောခဲ့ပါတယ်။ဖူးကတော့နာကာဆာကီကိုတွားအောင်မယ်လို့ပြောနေပေမဲ့မူကန်ကတော့ခီးစိတ်ရှိမှတတရာခီးစက်နိုင်မယ်လို့ပြောကထွက်သွားပါတယ်။အဲ့လိုနဲ့ တခန်းမှာပူကန်တယောက်မူကိုရိုစီရောက်လာပြီအလောက်တွေအစီအစဉ်ဆွဲဖို့လုပ်ပါတယ်အမတ်တိုင်ငယ်မှာပူကန်ဒါတွေအားလုံးပြီးသွားခင်မင်းရဲ့မျက်ခွက်ကိုနောက်တခါမမြင်ချင်ဘူးဆိုပြီးအရင်ဆုံးပြောပါတယ်မူကိုရိုကလည်းသဘောတူတဲ့မျက်နှာနဲ့သူ့ရဲ့အစီအစဉ်ကိုဖွဲ့သားတွေကိုရှင်းပြပါတော့တယ်သူတို့ရဲ့ပြစ်မှတ်ကအစိုးရတိုင်ပို့ဆောင်ရေးတမောတစည်းဖြစ်ပြီးအဲအထဲမှာချွေပြား6000လောက်ပါလာမှာပဲဖြစ်ပါတယ်အဲ့ဒီတမောကအိုဆာကာကနေအီရိုသွားမှာဖြစ်ပြီးသူတို့ကဂျာဖက်တိုက်ခိုက်ရမှာဖြစ်ပါတယ်ဒီသတင်းချက်လက်တွေကိုတော့သူတို့တိုက်ခိုက်မဲ့တမောကစပိုင်တယောက်စီကရယူထားရပဲဖြစ်ပါတယ်အဲ့အချိန်ဖူကအပြင်းတိုက်ခတ်နေတဲ့လေးကိုခံစားရင်မူကန်ကိုစိတ်ပူနေခဲ့ပါတယ်ဂျေ င်ကတော့ကိုပြိုးခဲ့တဲ့စူပင်ကိုကိုယ်တိုင်ပြန်ယူသေးနေတာဖြစ်လို့စေးလည်းနေဖို့အကြံပေးနေပါတယ်အဲနောက်မူကူရိုတို့အဖွဲ့ကအစီအစဉ်ကိုစတင်ကြပြီဈေးခတဲ့တဲ့တစ်တာတွေကလည်းလေပေါ်တက်ဖို့ကြိုးစားနေကြပါတယ်တင်မောကောင်းဆိုတော့အဲ့ဒီတစ်တာကိုခောက်ကြည့်တဲ့အခါတခုခု movement တာကိုတတိထားမိပေမဲ့မိုးရေကြောင့်အထင်နဲ့အားလုံးလေပေါ်တင်ပြီးတင်မောကိုစတင်ထွက်ခွာခဲ့ပါတယ်မူကန်ကတော့ကိုပိုင်လီတာစီးနဲ့တယောက်တည်းဖြစ်ပြီးတင်မောထဲမှာပါသွားတဲ့မူကူရိုနဲ့သူ့အဖွဲ့သားတွေကတော့စတင်လှုပ်ရှားနေခဲ့ပါပြီ ွာလာတဲ့ဘုံမူကူရောဖောက်ခွဲလိုက်ပြီးဒါကိုတီသွားတဲ့မူကန်အစီစဉ်စတင်နေတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲဒါကြောင့်တင်မော့ကိုလေနဲ့ဝင်တိုက်ပြီးတင်မော့ဘုံကိုတတ်လာခဲ့ပါတယ်။ဒါပေမဲ့လေဘုံကိုရောက်လာတဲ့အဝိုင်းခံလိုက်ရပြီးခေါင်းဆောင်ကအားလုံးကိုတိုက်ခိုက်ခံလိုက်ပါတယ်။အဲ့ချိန်ကိုစားဂျင်းတို့စီရောက်လာပြီးအကြောင်းကတော့မူကန်ကိုကယ်ပြေးဖို့လာတော့တာဖြစ်ပါတယ်။မူကန်ကတော့တင်မော့သားတွေနဲ့တိုက်ခိုက်နေရပြီးမူကူရောကတင်မော့သားအချို့ကိုတန်းထဲနဲ့ရှင်းပစ်လိုက်ပါတယ်။ပြီးတော့ပေါက်ကွဲစီတဲ့ပစ္စည်းတွေကိုထားခဲ့ပြီးသူကတော့လေတစင်းနဲ့ထွက်ခွာသွားပါတယ်။ဒါတော့တော့မူကန်ရဲ့ကြည်ရင်ချိန်ဆုံမဲ့တတ်နိုင်ခဲ့ပါတယ်။တိတ်မကြခင်မှာပေါက်ကွဲမှုတစ်ခုကဖြစ်ပေါ်ခဲ့ပြီးအဲ့ဒါကို ဖူးဂျင်းနဲ့ကိုသားတော်သုံးယောက်ကမြင်လိုက်ရပါတယ်အဲ့လိုနဲ့အပိုင်းကိုအဆုံးသတ်ထားပါတယ်အဆုံးထိကြည်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်